ပြင်သစ်ရင်ကျင်းမှုဌာနဟာအပတ်စဉ်မတူညီတဲ့ဂီတဖျော်ဖြေမှုပုံစံတွေကိုကျင်းပလေးရှိပါတယ်ဒီဘက်မှာတော့ပြင်သစ် DJ သမားနှစ်ယောက်နဲ့တူအာဖရိကန်လေမုတ်တူရီယာတွေနဲ့ပေါင်းဆက်ဖျော်ဖြေခဲ့ကြတာဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့စကိတ်အားကစားဖွံ့ဖြိုးဖို့အတွက်ထောက်ပံ့လူတန်းမှုတွေလှုပ်ဆောင်နေရင်းကနေပြင်သစ်ရင်ကျင်းမှုဌာနရဲ့ဖိတ်ကြားချက်ကြောင့်အမမတင်ဖျော်ဖြေပွဲစီစဉ်ဖြစ်သွားတဲ့အကြောင်းကိုလည်းအခုလိုရှင်းပြခဲ့ပါတယ်။ We collected a lot of donations. Oh, it's good. ပြင်သစ်ရင်ကျင်းမှုဌာနမှာဖျော်ဖြေခွင့်ရလို့ဝမ်းသာပါတယ်။ တကယ်ကဒီနိုင်ငံကိုစကိတ်ပစ္စည်းတွေလာလှူတာပါမထင်မှတ်ပဲခုလိုဖိတ်ကြားခံခဲ့ရလို့ကျေးဇူးတင်ပါတယ်မြန်မာနိုင်ငံရဲ့စကိတ်အားကစားပိုတိုးတက်လာဖို့မျှော်လင့်ပါတယ်ပြင်သစ်နာမည်ကျော်ဒီဂျေသမား၂ယောက်ရဲ့အမျိုးကြွားဆုံးဂီတတန်စင်နဲ့တူအာဖရိကန်ရိုးရာလေမုတ်တူရီယာတွေနဲ့ပေါင်းဆက်ဖျော်ဖြေမှုကြောင့်ထူးခြားခမ်းနားတဲ့ဖျော်ဖြေပွဲတစ်ခုဖြစ်ခဲ့ပါတယ် So I'm a DJ and a didgeridoo player ဒီနေ့ဖျော်ဖြေပွဲမှာကျွန်တော်အမတန်သဘောကျတဲ့ အာဖရိကရိုးရာလေမှောက်ဒူရီယာတွေနဲ့ဟစ်ဘော့ကိုပေါင်းသက်ဖျော်ဖြေခဲ့တာပါဒီလိုဖျော်ဖြေမှုပုံစံတွေကိုမြန်မာပြည်သက်တွေနှစ်သက်ပြမယ်လို့လည်းမျှော်လင့်ပါတယ်